ဘလက်ဟိုးကကဘာကြီးကိုတောင်စွဲငင်ထားတာဖြစ်ပြီးသူကအပေါက်ကြီးမဟုတ်ပါဘူးနေလိုမျိုးကိုပိုင်အလင်းရောင်ကိုပိုင်ဆိုင်ထားတာတောင်အမဲရောင်ဖြစ်နေတဲ့အလုံးကြီးဖြစ်ပါတယ်ဘလက်ဟိုးကအနီရောင်အကွင်းကြီးကိုဝစ်ဆင်ထားပြီးတော့ဂလက်ဆီရဲ့အလဲဘဟိုတဲတဲမှာတည်ရှိနေတာပါကြီးမားလွန်းတာကြောင့်လေးလံသွားပြီးပိတ်ဆတဲ့ကိုခြိုက်ဝင်သွားတဲ့အခါမှာစွဲငင်အားဆိုတာဖြစ်ပေါ်လာပါတယ်အဲ့ဒါကြောင့်နေနဲ့ကျဲတွေအလုံးကဂေါ်လီတွေလိုမျိုးပတ်ပြေးနေရတဲ့အဖြစ်ကို ရောက်သွားရတယ်ဘလက်ဟိုးကဘလို့စတင်ဖြစ်ပေါ်လာရတယ်လဲဆိုရင်နေကတက်တန်းကုန်ပြီးတေဆုံးသွားတဲ့အခါကျရင်ဖောင်းပွာလာပါတယ်ဘဟုထဲမှာကြံရစ်တဲ့ဥတိုင်းလုံးကတေးငယ်နေလို့စွဲငင်အားမရှိတော့ပါဘူးနေရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ရောင်စုံ gas တွေက အပြင်ဘက်ကိုပြန့်ကျဲသွားပြီးတော့နေဖြူလုံးလေးကိုထားရစ်ခဲ့ကြပါတယ်ဒါပေမဲ့အရန်ကိုကြီးမားတဲ့နေအမျိုးအစားဖြစ်နေရင်တော့ gas တွေကထွက်ပြေးသွားတာကိုလက်မခံနိုင် တဲ့အပြင်သူ့စီကိုပြန်ဆွဲခေါ်လိုက်ပြီးဝုံတိုင်းကျဲတော့မှာပါကြီးမားလွတ်နဲ့နေလုံးစီမှာဆွဲငင်အားပြင်းထန်တဲ့ဥတိုင်းလုံးရှိနေတာကြောင့် gas တွေကအသွင်းဘက်တဲကိုပြန်ဆွဲခေါ်ခြင်းခံရပါတယ်ဘ ഹു တဲကိုစုပြုံပြီးတိုးဝင်လာကြလို့တိတ်တီးကြစ်လက်လာပြီးတော့အသွင်းကိုပျို့စင်းတဲ့ပေါက်ကွဲမှုကြီးဖြစ်လာတယ်ကျဲပေါက်ကွဲရင်ဘလောက်ထိတောင်ပြင်းထန်တယ်လဲဆိုရင် gas တွေရဲ့လွင့်ထွက်သွားပုံကပြဲပြဲစင်အောင်ဖြစ်သွားရပါတယ်အဲ့ဒီချိန်မှာ ှာဦးတိုင်းလုံးက black hole ဖြစ်သွားတယ်။ black hole မှာလည်းကိုပိုင်အလင်းရောင်ရှိနေပါတယ်။ ဘလက်ဟိုးမှာရှိတဲ့အလင်းတွေကတော့စွမ်းငင်တာကိုခံနေရလို့အပြင်ဘက်ကိုဖြာထွက်နိုင်စွမ်းမရှိတော့ပါဘူးအဲ့ဒါကြောင့်အမဲရောင်အလုံးကြီးဖြစ်နေတာပါပိုဆိုးတာကသူ့ရဲ့အလင်းတွေကိုသူ့ကိုယ်တိုင်ကဝါးမျိုးပြစ်လိုက်တာပြီးရင်ချက်ချင်းပြန်အန်ထုတ်ပြစ်လိုက်လို့ထွက်လာတဲ့အန်ဖက်အလင်းတန်းရှည်ကို꿰စာလို့ခေါ်ပါတယ်နေလုံးကဘလက်ဟိုးနားစီကိုရောက်သွားမယ်ဆိုရင်နေရဲ့လောင်စာတွေကပြိုကွဲသွားမှာဖြစ်ပြီးတော့နှက်ဆိုင်လွန်းတဲ့စွဲငင်အားရက်ဝန်းထဲမှာ ှာသဝဲဝဲလည်နေမှာသူ့ရဲ့လှုပ်ရက်တွေကြောင့်နေအလုံးဘဝကနေနေအပြားဖြစ်သွားရပါတယ်အလင်းမြန်သောနှဆနဲ့လဲပတ်နေတဲ့အနီအောင်အကွင်းကြီးဟာအခုံးပုံစံကြီးဖြစ်နေပေမဲ့လေစေတန်ဂျိုရဲ့အကွင်းပုံစံနဲ့လဲသွားတူနေပါတယ်အဲ့ဒါကြောင့်အနီးကပ်သွားကြည့်ကြမယ်